အားလုံးပဲမင်္ဂလာပါခင်ဗျာတီရီမြန်မာ channel ကိုကြည့်ရှုအားပေးနေတဲ့ချစ်မိတ်ဆွေများအားလုံးမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်ခင်ဗျာဒီနေ့မှာတော့လာမယ့်တရက်၁၇လ၂၀၂၅ရက်နေ့မှာတွေ့ရှိမယ်အချိန်၂၀မြောက်အတွက် ထည့်စည်းတလုံးအပိုင်းနဲ့ 3D ဒေတာကောင်းလေးကိုချပြပေးတော့မှာဖြစ်ပါတယ်။ကျွန်တော်ရဲ့20လေးကိုမစားခင်မှာကျွန်တော်ရဲ့တီးရီမြန်မာ channel လေးကို subscribe မလုပ်ရသေးဘူးဆိုရင် subscribe လေးနှိပ်ထားပေးခဲ့ဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့။ဒါဆိုရင်ကျွန်တော်တို့20လေးကိုစားလိုက်ကြရအောင်။အဲ့ဒီတော့ပထမဆုံးဝင်ကိုပြပါမယ်။ ပထမဆုံးတွင်ပါဆိုရင်3963 3963 6ဒီကနန်းတွေရဆိုရင်2024ခုနှစ်ရဲ့နှစ်ကြိမ်ကနေ5ကြိမ်အထိထွက်ရှိခဲ့တဲ့တွင်နာမတန်ပဲဖြစ်ပါတယ်ဒီမှာဆိုရင် ုံညာ6တော့ဟာထေဒီကနိုင်ဖြစ်တဲ့တုံညာရယ်တုံကူ5ကထေဒီကနိုင်ဖြစ်တဲ့တုံရယ်ချုပ်တုံညာ3ဟာထေဒီကနိုင်ဖြစ်တဲ့ချုပ်ရယ်ဒီထေဒီကနိုင်3လုံးဟာဆိုရင်2024ခုနှစ်ရယ်လေးချိန်မြောက်မှာချုပ်တုံညာ3ဆိုပြီးတော့ထွက်ခဲ့တာကိုတွေ့ရပါတယ် ဒီဖော်မြူလာအရ3963ဟာထေသီကနန်ဖြစ်တဲ့3ညရဲ့395ကထေသီကနန်ဖြစ်တဲ့3ရဲ့633ဟာကားလေကနန်ဖြစ်တဲ့3ညရဲ့နောက်ပေကနန်ဖြစ်တဲ့3ရဲ့အဲ့ဒီကနန်လေးလုံးပုံညာဆိုရင်6ရတာကိုတွေ့ရပါတယ်အဲ့ဒီ6ဟာဆိုရင်နောက်တစ်ပေမှာ ထိတ်စီးကနေအနေနဲ့ပြင်ဆင်လာတော့တွေ့ရပါလေနောက်တစ်ခါ395ရဲ့ထိတ်စီးကနေဖြစ်တဲ့3ရဲ့ချုပ်တုံညာ3ရဲ့လောက်ဝေကနေဖြစ်တဲ့3ရဲ့ဒီကနေနှလုံးပုံကြီးကနေချုပ်ရတာကိုတွေ့ရပါလေအဲ့ဒီချုပ်ပါဆိုရင်နောက်တစ်ပင်ရဲ့နောက်ပွေကနန်းနေနဲ့ ပြန်ဆင်းလာတော့ကိုတွေ့ရပါတယ်။နောက်တစ်ခါသုံးညချော်သုံးရဲ့နောက်ပေကနေဖြစ်တဲ့သုံးရဲ့သုံးကူငါရဲ့ကားလေးနဲ့ဖြစ်တဲ့ကိုရဲ့ဒီကနေနှလုံးပေါင်းရဆိုရင်နှိရတော့ကိုတွေ့ရပါတယ်။အဲ့ဒီနှိဟာဆိုရင်နောက်တစ်ပြင်ရဲ့ကားလေးကနေဖြစ်ပြန်ဆင်းလာတော့ကိုတွေ့ရပါတယ်။အဲ့ဒီတော့ 2024ခုနှစ်ရဲ့၅ချိန်တော့ပါဆိုရင်6နှစ်6ဆိုပြီးထွက်ရှိခဲ့တာကိုတွေ့ရပါတယ်နောက်တစ်ခါဒုတိယတပင်ကိုစက်ကြည့်ပါမယ်ဒုတိယတပင်ပါဆိုရင်ခွန်ခွန်ကိုခွန်တုံညတုံညတုံခွန်ခွန်ရှစ်ကိုလေးဒီကနန်းတွေရဆိုရင် 2025ခုနှစ်ရဲ့တချိန်မြောက်ကနေဒီချိန်မြောက်အထိထွက်ရှိခဲ့တဲ့မိနာမတန်းတွေပဲဖြစ်ပါတယ်ဒီမှာဆိုရင်ခွန်ခွန်ကူကထေဒီကနန်ဖြစ်တဲ့ခွန်ရဲ့ခွန်တုံညတုံညကထေဒီကနန်ဖြစ်တဲ့ခွန်ရဲ့တုံခွန်ခွန်ကထေဒီကနန်ဖြစ်တဲ့တုံရဲ့ဒီထေဒီကနန်တုံတော့ဟာဆိုရင် 2025ခုနှစ်ရဲ့၃ရက်လောက်မှာတုံးခွန်ခွန်ဆိုပြီးတော့ဖြစ်ရှိခဲ့တာကိုတွေ့ရပါတယ်ဒီဖော်မြူလာအရခွန်ခွန်ကူကထရီနန်ဖြစ်တဲ့ခွန်ရဲ့ခွန်တုံညာတုံညာကထရီနန်ဖြစ်တဲ့ခွန်ရဲ့တုံးခွန်ခွန်ကခါလေကနန်ဖြစ်တဲ့ခွန်ရဲ့ နောက်ဝေးကနန်းတလုံးဖြစ်တဲ့ခွန်ရဲ့ဒီကနန်းလေးလုံးပေါ်ကြီးကနေရှေ့ရတာကိုတွေ့ရပါတယ်အဲဒီရှေ့ဟာဆိုရင်နောက်တစ်ပင်မှာထိတ်စီးကနန်းအနေနဲ့ပြန်ဆင်းလာတာကိုတွေ့ရပါတယ်နောက်တစ်ခါခွန်တုံညတုံညပါထိတ်ဒီကနန်းဖြစ်တဲ့ခွန်ရဲ့တုံးခွန်ခွန်ကနောက်ပေကနန်းဖြစ်တဲ့ ခွန်ရဲ့ဒီကနေ့နှလုံးပေါ်နေကနေလေးရတာကိုတွေ့ရပါတယ်အဲ့ဒီလေးဟာဆိုရင်နောက်တစ်ပတ်မှာနောက်ပိတ်အနေနဲ့ပြန်ဆင်းလာတာကိုတွေ့ရပါတယ်နောက်တစ်ခါခွန်ခွန်ကူကနောက်ပိတ်ကနေဖြစ်တဲ့ကူရဲ့ခွန်တုံညတုံညကခါလေကနေဖြစ်တဲ့တုံညရဲ့ ဒီကနေ့နှလုံးပေါ်နေဟာဆိုရင်ကူးရတာကိုတွေ့ရပါတယ်အဲ့ဒီကူးဟာဆိုရင်နောက်တစ်ပင်မှာခါးလေကနေအနေနဲ့ပြန်ဆင်းလာတာကိုတွေ့ရပါတယ်အဲ့ဒီတော့2025ခုနှစ်ရဲ့၄ချိန်မြောက်မှာဆိုရင်ရှစ်ကူးလေးဆိုပြီးထွက်ရှိခဲ့တာကိုတွေ့ရပါတယ်ဒီ formula ဆိုရင်2024ခုနှစ်ရဲ့ 5ချိန်မြောက်မှာ1ချိန်2025ခုနှစ်ရဲ့4ချိန်မြောက်မှာ1ချိန်တစ်ချိန်သက်တိုင်းမှန်ခဲ့တာကိုတွေ့ရပါတယ်ဒီတကားလာမယ့်ပင်အတွက်ကြည့်လိုက်ကြရအောင်ဒီဒီဝင်မှာဆိုရင်646 298 696ဒီကနေ့နေရာဆိုရင်2025ခုနှစ်ရဲ့ 18ကြိမ်မြောက်ကနေပြီးခဲ့တဲ့19ကြိမ်မြောက်အထိထွက်ရှိခဲ့တဲ့ကလင်နာမတန်းနဲ့ဖြစ်ပါတယ်ဒီမှာဆိုရင်646ကထေစီကနန်းဖြစ်တဲ့6ရေ908ကထေစီကနန်းဖြစ်တဲ့9ရေ696ကထေစီကနန်းဖြစ်တဲ့6ရေဒီထေစီကနန်းသုံးလုံးဟာဆိုရင်ပြီးခဲ့တဲ့19ကြိမ်မြောက်မှာ ချုပ်ကိုချုပ်ဆူပြီးတော့ထွက်ခဲ့တာကိုတွေ့ရပါတယ်ဒီဖော်မြူလာအရရှင်းနေကြီးမှာယူခဲ့တဲ့စာရိုက်တိုင်းလာမယ့်အပြင်အတွက်ကနန်းရှာကြည့်ပါမယ်အဲ့ဒီတော့646ကထိဒီကနန်းဖြစ်တဲ့6ရဲ့9ခု8ကထိဒီကနန်းဖြစ်တဲ့9ရဲ့6ခု6ကခါလေကနန်းဖြစ်တဲ့9ရဲ့ နောက်ပိတ်ကဏ္ဍလုံးဖြစ်တဲ့6ရက်ဒီကဏ္ဍလုံးပုံညာဆိုရင်တုံညာရတာကိုတွေ့ရပါတယ်အဲ့ဒီတုံညာဟာဆိုရင်လာမယ့်အပြင်မှာထိပ်စီးကဏ္ဍအနေနဲ့ပြန်ဆင်းလာရမှာဖြစ်ပါတယ်အဲ့ဒီတော့လာမယ့်20ကြိမ်မြောက်အတွက်ထိပ်စီးကဏ္ဍအနေနဲ့တုံညာရပါတယ်နောက်တစ်ခါ ကိုးခွန်ရှိရဲ့ထိပ်ရင်းနဲ့ဖြစ်တဲ့ကိုးရဲ့ချောက်ကိုးချောက်ရဲ့နောက်ပေကနဲ့ဖြစ်တဲ့ချောက်ရဲ့ဒီကနေ့နှလုံးပုံရဟာဆိုရင်မာယာဟုတွေ့ရပါတယ်အဲ့ဒီငါဟာဆိုရင်နောက်တစ်ပင်မှာနောက်ပေကနဲ့အနေနဲ့ပြန်ဆင်းလာရမှာဖြစ်ပါတယ်အဲ့ဒီရော20ချိန်မြောက်အတွက် နောက်ပြီးခဏအနေနဲ့ကတော့မအားရပါတယ်နောက်တစ်ခါ छौ လေး छौ ရဲ့နောက်ပြီးခဏဖြစ်တယ် छौ ရဲ့ကိုကိုရှိခဲ့ခါလေးခဏဖြစ်တယ်ခွန်ရဲ့ဒီခဏနှလုံးပေါ်နေဟာဆိုရင်တုံးရတာဘူးတွေ့ရပါတယ်အဲ့ဒီတုံးဟာဆိုရင်နောက်တစ်ပြန်မှာ ခါလေကနေအနေနဲ့ပြင်ဆင်လာရမှာဖြစ်ပါတယ်။အဲဒီတော့20ကြိမ်မြောက်အတွက်ခါလေကနေအနေနဲ့ကတော့၃ရပါတယ်။အဲဒီတော့ကျွန်တော်ခုပြခဲ့တဲ့ formula ရဆိုရင်လာမယ့်10ရက်စတလ2025ရဲ့နေ့မှာထွက်ရှိမယ်။20ကြိမ်မြောက်အတွက် 3D တူဘက်ကောင်းအနေနဲ့ကတော့၃ည၃၅ပဲဖြစ်ပါတယ်။ကျွန်တော်ရဲ့မိစေများ ကြိုက်တူတယ်ဆိုရင်ယူပြီးတော့ထားလို့ရပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျာမိတ်ဆွေတို့အနေနဲ့ဗန်မကြည့်ဘူးဆိုရင်ကျွန်တော်ရဲ့ channel လေးကို subscribe လေးနှိပ်ပေးကြဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ချစ်မိတ်ဆွေများစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေခင်ဗျာ